အခုเนาะ9ရက်နေ့ကနေပြီးတော့အောက်တိုဘာလ10လပိုင်း18ရက်နေ့ထိဗုဒ္ဓဘူးသားသမီးရာဟုသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုအခုစပြီးတော့ဟောပြောပြီးมาဖြစ်ပါတယ်အခြေအရေးကနေစပြီးဟောအခြေအရေးကနေစပြီးတော့ကြည်ပြီးมาဖြစ်ပါတယ်เนาะမေးထားတဲ့မေးခွန်းလေးတွေကအဆက်တွေပြတ်သွားတဲ့ချစ်သူနဲ့ပြန်ဆက်တွေ့နိုင်မလားရှိဆက်သွားရင်ရောရေရှည်မှာတည်မြဲနိုင်သလားဆိုတဲ့အမေးလေးနဲ့အတူတပတ်စာဖြစ် ဖြစ်ပျက်ကလေးတွေပေါ့ဖြစ်နိုင်မဲ့အရာလေးတွေသေစိတ်ကလေးတွက်ချက်ပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ဘုဒ္ဓဘုရားသမီးယာဟုသာသမီးများဒီတပတ်တာမှာဆိုရင်ချီရင်နဲ့ပတ်သက်ပြီးတော့ဟိုခဝေးဝေးမှာပဲနေရမယ်ကာလဖြစ်နေပါတယ်ကိုအနာမှာရှိနေတယ်ကိုနဲ့သူနဲ့အနေနီးတယ်เนาะအမြဲတမ်းအတူတကွာနေနေရတယ်ဆိုလို့ရှိရင်တော့ ဝေးစေပါတယ်။ဘာကြောင့်လဲဆိုရင်ဒီကာလမှာရန်ဖြစ်တာစကားများတာဒါမျိုးတွေသူ့အပေါ်မှာသူကကိုယ့်အပေါ်မှာမနှွေးထွေးတာအပြန်အလှန်လေးစားမှုတွေညှော်နှဲသွားတာမျိုးတွေဟာဒီကာလမှာအများအပြားတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်သူနဲ့ကိုနဲ့ခွဲခွာနေရတဲ့ချစ်သူမျိုးစုနဲ့ဒီကာလမှာ ဝေးနေရတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အိမ်တော်ဝေးမှာလည်းဒီတိုင်းပါပဲ။မျက်နှာချင်းဆိုင်လိုက်တာနဲ့စကားများရန်ဖြစ်မယ်။နော်ဒီလောက်ထိဖြစ်နိုင်ပါတယ်။နောက်တစ်ခါကျတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှပြဿနာလေးတွေပေါ်ပေါက်လာတတ်တယ်။ဒီငွေကြေးနဲ့အစာပြုတ်ပြီးတော့မှလည်းအိမ်တော်ဝေးမှာကတောက်ကစားလေးတွေဖြစ်ပြီးတော့မှအိမ်တော်ရေးစကားတွေများတာမျိုးတသေးလေးကနေကြီးသွားတာမျိုးတွေဒီကာလမှာဖြစ်ပွားတတ်ပါတယ်ဒါကြောင့်ဒီကာလမှာ ဓိကအရေးကြီးတာကပြဿနာမဖြစ်စေဖို့အတွက်ကိုယ့်ဘက်ကတတ်နိုင်သလောက်ရှောင်ရမှာဖြစ်ပါတယ်เนาะအဲ့တော့လူငယ်သားသမီးလူငယ်ပေါ့ကိုယ့်ရဲ့လက်အောက်ငယ်သားသားလူငယ်မျိုးเนาะနောက်ငယ်ရွယ်သူအဖို့ဆိုရင်ရံများတတ်တယ်စကားများတတ်တယ်သားသမီးနဲ့ပတ်သက်ပြီးတော့စိတ်တော့ကလေးတွေရောက်စရာလေးတွေတွေ့ရတတ်တယ် ဘာသာရေးနဲ့ပတ်သက်ပြီးတော့လေကိုယ်ကိုယ်စင်ဟာပုံတော်မျိုးလေးတွေရရှိတတ်ပါတယ်။နောက်ဆက်ပစ္စည်းတွေခြုံရင်းသွားတာမျိုးတွေဆက်ပစ္စည်းတွေဝင်လာပြီးတော့မှကိုယ်အတွက်စိတ်ညစ်ရတာမျိုးတွေစိတ်တော့ကရောက်ရတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီကာလမှာလည်းဆက်ပစ္စည်းတွေအဝင်မခံရင်တော့ပိုကောင်းပါတယ်။နောက်တစ်ခုရှိတာကကြတော့ဒီကာလလေးမှာအမှုပညာသမားတွေအမှုပညာလုပ်ငန်းတွေနဲ့ အကျိုးပေးပါတယ်အောင်မြင်ပါတယ်နှုတ်ပညာအရေးအသွေးတွေပို့ပြီးတော့ပြသခွင့်ရတာမျိုးတွေစာချုပ်စာနဲ့လက်မှတ်အစ်စ်တွေရေးထိုးရတာမျိုးတွေဖြစ်တတ်ပါတယ် ရွှေရတော့အဝင်ခံလို့မရပါဘူးခြေလေးကြောင့်အဝင်ခံလို့မရပါဘူးเนาะသူတပားကိုယ်ယောက်ချတာမျိုးတွေပောင်ဝင်းကျင်မှာနတ်မြင့်နတ်မဲကုံတရင်ပြက်တာမျိုးတွေပြောဆိုခံရတတ်ပါတယ်အထူးကယူစိုက်ဖို့လိုအပ်ပါကိုယုံကြည်ရတဲ့လူကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကကိုယ်ပြန်ပြီးတော့တစ္ဆာဖောက်တာမျိုးတွေလည်းကြုံရတတ်ပါတယ်ရွှေဝင်မတော်ပါအဝင်မခံပါနဲ့เนาะရွှေဝင်လို့မရသေးပါဘူးအထူးကယူစိုက်ရမှာဖြစ်ပါတယ်တတိပေးပါတယ်เนาะ နောက်တစ်ခါကျတော့မိမိတို့အနေနဲ့ကျမ်းမာရေးအထူးညံ့တတ်ပါတယ်ကျမ်းမာရေးခရူးဆိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကဒီမကြာခဏပေါ့နော်ဒီရားနာလေးတွေအဖုပိန်လေးတွေထွက်လာတတ်တယ်ကုတ်နေနေရနေပြီးတော့အနာလေးတွေကတဖြည်းဖြည်းနဲ့ကြီးသွားတာမျိုးတွေဖြစ်တတ်တယ်ရွှေဝင်လာပြီးမကြံဘူးကိုယ့်ရဲ့ ဒီရာနာပုံစံမျိုးလေးတွေအဖုပိန်လေးတွေထွက်လာမယ်ရာနာတွေပါလေပောက်တက်ပါတယ်အထူးကယူဆက်ရမှာပြ one one byte နဲ့ပတ်သက်ပြီးတော့ one yoga one ပြက်တဲ့ yoga เนาะနောက်ပင်လယ်စာတွေစားပြီးတော့ one သွားတလို့မျိုးသွားရတာမျိုးတွေ one နဲ့ပတ်သက်တဲ့ yoga မျိုးလေးတွေပေါ်ပေါက်လာတတ်ပါတယ်ပင်လယ်စာတွေဒီကန်လာလေးမှာမစားပါသေးနဲ့အောင်เนาะနောက်တစ်ခုအနေနဲ့ကကြတော့မိမိတို့အနေနဲ့က ဒီကာလလေးမှာပညာရေးနဲ့ပတ်သက်ပြီးတော့အထူးအောင်မြင်တတ်ပါတယ်။သင်တန်းအသစ်တွေတက်ရောက်လာတာမျိုးတွေဖြစ်တတ်ပါတယ်။နိုင်ငံရေးသားခရီးတွေခရီးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစောင့်ရွက်နေတယ်ဆိုရင်ဒီကာလလေးမှာသိပ်ပြီးတော့လောမကြီးပါနဲ့ဖြည်းဖြည်းနဲ့မှန်မှန်လေးပဲလုပ်ပါဒီကာလလေးကကြတော့အရန်တော့ကြီးပြီးလုပ်ရင်အမှားကြီးပါတတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒိဋ္ဌံတစ်ခုတော့ဝင်ပေးပါဒိဋ္ဌံပြုပါ ကိုဖြစ်ချင်တဲ့စန္ဒာလေးကိုဖြစ်ဖို့အတွက်ဒိဋ္ဌံမှာနော်ဒိဋ္ဌံဝင်လိုက်ပါခုနှစ်ရက်ဖြစ်ဖြစ်ကိုရက်ဖြစ်ဖြစ်ဒီဒိဋ္ဌံလေးကအောင်မြင်သွားပြီးတော့မှကိုရဲ့စန္ဒာလေးတွေအောင်မြင်လာတာကိုတွေ့ရမယ်ကာလဖြစ်ပါတယ်အောင်လဲအောင်မြင်ပါတယ်နော်တေချာလေးဒိဋ္ဌံပြုဖို့လိုပါတယ်နောက်တစ်ခုက ဟိုအပြူလူပြူဆိုရင်မင်္ဂလာကိစ္စတွေပါစကားတွေပြောဆိုပြီးတော့မှပြတ်သွားတာမျိုးတွေဖြစ်တတ်တယ်အထူးဂယူဆက်ရတာမျက်နာပြက်စရာလေးတွေအ ਨੇ ချင်းတော့တွေ့ရတတ်တယ်လူမျိုးသားနဲ့ပတ်သက်ပြီးစိတ်နှောက်ရှက်ဖြစ်စရာလေးတွေလည်းကြုံရတတ်တယ်ရဝေးမှာရောက်နေတဲ့ဆွေမျိုးသားချင်းရှိရင်လည်းမကောင်းတဲ့တည်င်းစကားတွေကြားတတ်တယ်သူတို့အတွက်နဲ့ဝမ်းနဲ့ကြည်ခွဲရတတ်တယ် ဒုက္ခယူဆရမှာပါ။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမျိုးတွေဆောင်ရွက်မယ်ဆိုရင်အထူးဂယူဆိုင်ပါ။ဒီကာလာလေးမှာထီထိုးရင်တော့ဒီပေါက်ကင်းရှိပါတယ်။နှိစလေးစုံကနန်းများကိုရှာထိုးပါ။နောက်တစ်ခုအခရာထဲမှာနာမည်ပိုင်ပိုင်ဆိုင်တဲ့အခရာထဲမှာရာကောက်တို့လာတို့ဝါတို့အဲ့အခရာ ပိုင်ရှင်တွေကဒီကာလမှာအထူးကယူဆက်ရဖို့လိုအပ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့မျက်စွာဖျားရှင်ကိုကိုယ်အိမ်မှာပဲเนาะမွေးနေ့9:45မှာဝါညွတ်ရှင်ညွတ်နဲ့ရက်ရှိလက်ဖျားကိုလှူပါမုတ်လက်ဆောင်ဖျားကိုဆုံးကပ်ပေးပါ ကိုလိုရှိရာလေးကိုစူတောင်းမှအရှိရက်ကိုမျက်နာမူပြီးတော့မှကိုလိုရှိရာစူတောင်းပြီးတော့မှသွားမယ်ဆိုရင်လည်းအောင်မြင်တတ်ပါဒီကာလမှာတော့အဝါရောင်ရှောင်ရမယ်အဖြူရောင်ဆောင်ရမှာဖြစ်ပါတယ်အားလုံးပဲအစဉ်ပြေကြပါစေရှင့်စိတ်သွားတိုင်းကိုပါလိုရာဆန္ဒပြီးဝနိုင်ကြပါစေ